ိတ်ကုန်းမြို့နယ်လက်ပံလားလက်ပံလားရွာဈေးဆိုင်တန်းကိုစက်ကောက်တေးရတိုက်ပွဲမရှိဘဲနဲ့အကြောင်းမဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်သွားတဲ့အတွက်အရက်သားပြည်သူ29ဦးသေဆုံးသွားပါတယ်တိုက်ပွဲမရှိဘဲနဲ့တဲ့အကြောင်းမဲ့ပုံကျဲသွားတယ်ရှင်ကူးကိုတိတ်ပြီလို့ပြောခဲ့တာလေခမရတို့ပဲရှင်ကူးပြီးရင်မန္တလေးကိုတိတ်မယ်ဆိုပြီးတော့ရွှေပြည်သူစစ်စင်ကြီးပြောခဲ့တာခမရတို့ မန္တလေးမြို့ကိုတိုင်းမဲ့ရွှေပြည်သူစစ်စီရေးလို့ကြွေးကြော်ခဲ့တာခင်ဗျားတို့မန္တလေးမြို့ကိုတိုင်းမဲ့နန်းထိုက်အောင်စစ်စီရေးလို့ကြွေးကြော်ခဲ့တာခင်ဗျားတို့မန္တလေးမြို့ကိုတိုင်းမဲ့ရှာမန်စစ်စီရေးဆိုပြီးကြွေးကြော်ခဲ့တာခင်ဗျားတို့ခင်ဗျားတို့ကတိုင်းမဲ့ဆိုတာပြီးတော့အမေရိကန်မြို့တွေကိုဖျက်သွားတယ်ခင်ဗျားတို့စစ်မီးမွေးလိုက်တယ်ဒါကြောင့်အဲ့ဒီစစ်ပွဲရဲ့နောက်ဆက်တွဲတဲ့နေတဲ့အခုလိုမျိုးတမတော်ကအကြဖတ်မှုတွေကိုနှိမ်နှင်းဖြေရှင်းရတာဖြစ်တယ်ဘွဲမရှိတဲ့နယ်စစ်တပ်ကအเจ้าမဲ့တက်တက်ခင်ဗျားတို့ဘုံလာလာခြင်းရေးလို့ပြောတယ်အเจ้าမဲ့တက်တက်အလကားတက်တက်ဘုံချင်းနေရလင်းရင်စီကအလကားမရဘူးလင်းရင်စီဆိုတာကတော့ဆန်းစုကြည်တိတ်ပေါက်ပြီးထည့်ပေးလို့ရတဲ့အရာမျိုးမဟုတ်ဘူးကျွန်မခင်ဗျားတို့ခဏခဏအရှင်းပြတယ်အခုလက်ရှိမှာတရက်ကို 24နာရီအဲ့ဒီ24နာရီမှာတော့ညဘက်လူအဲ့ချိန်ကိုနှုတ်လိုက်လို့မယ်ဆိုရင်မနေ့6ည6မနေ့6ည6ဒီအချိန်ကာလအတွင်းမှာတနာရီတနာရီအတွင်းတနာရီတော့အချိန်အတွင်းမှာနိုင်ငံနဲ့မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်အနည်းဆုံးကုန်ကြတဲ့စစ်လက်နက်ကတိတ်တထောင်ရှိတယ်။ဒါဆိုရင်တစ်နှစ်ဆိုရင်အဲ့ဒီအတွက်ကုန်ကြစီဘလောက်များမလဲ။တရက်ကိုစစ်လက်နက်ခဲရန်တိတ်တထောင်ကုန်ရင်အဲ့ဒီတိတ်တထောင်ကိုကျမတို့ဒေသကကျမတို့အနာဂတ်မျိုးဆက်တဲ့လူငယ်တွေရဲ့ပညာသင်ကြားရေးမှာတော့အထောက်အကူပြုတ်လိုက်မယ်အသုံးချလိုက်မယ်ဆိုရင်ဘလောက်ကောင်းမလဲ။ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ကအကြမ်းဖက်သမားတွေကိုသာဘုံကျဲရှင်းလင်းနေတာလို့မပူးတူပြောပြလာတဲ့ရုပ်တံနဲ့အတူစစ်တွေအနီးတဝိုက်တိုက်ပွဲပြင်းထန်နေပြီးအေအေကမြို့ကိုရရှိသွားနိုင်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးချင်ပါတယ်။ရခိုင်ပြည်နယ်စစ်တွေမြို့အနီးတဝိုက်တွင်အာရခတပ်တော်အေအေနှင့်စစ်ကောင်စီတပ်တို့တိုက်ပွဲများပြင်းထန်နေပြီးစစ်တွေတပ်နယ်ရှိတပ်ရင်းများကျသွားပါကမြို့လဲကျသွားနိုင်ကြောင်းစစ်ရေးတည်င်းရင်းမြစ်များကတုံ့တက်ပြောဆိုသည့် အာရခတတော်အေထိုးစစ်စင်နေသည့်ရဲတပ်ရင်းဆယ်နှစ်နှင့်အနီးတဝိုက်ကိုလက်နက်ကြီးများဖြင့်ထိုးစစ်စင်တိုက်ခိုက်နေပြီးတိုက်ပွဲများပြင်းထန်နေသည့်စစ်တွေမျိုးနှင့်ဝါဘူးကြီးရွာနှင့်ဂန်းကိုကျွန်းတို့သည်စစ်ရေးအရာအရေးပါသည့်နေမည်များဖြစ်သည့်ဖြင့်ရင်းတို့ကြသွားပါကစစ်တွေမျိုးလည်းအေအေကရရှိသွားနိုင်ကြောင်းဗိုလ်ကြီးစင်ရောကတုံးသက်သည့်ရဲတပ်ရင်းဆယ်နှစ်ကတော့မျိုးတဲ့အတွင်အနီးနားမှရှိတယ်ပြည်내ဆိုးရရုံမျက်နှာချင်းဆိုင်ဝင်ကျင်လောက်မှရှိတယ် ဒါဆိုရင်မြို့ရင်းကိုပါပေါတော့ကနေလက်နက်ကြီးနဲ့ပိုင်ပိုင်နိုင်နိုင်လှမ်းပစ်နိုင်တဲ့အနေထားလို့ပြောရမှာဖြစ်ပါတယ်။စစ်တွေတက်နေတဲ့ရဲတက်ရင်းရဲ့ရဲအကူတက်ရင်းရဲ့ရဲတက်ကလည်းအခြေဆိုင်ရဲတက်စခန်းပပလေးပဲရှိတယ်။စစ်တွေမြို့ရဲ့နှစ်မိုင်กว่าလောက်မှာပဲစစ်တွေတက်နေကစပြီးတော့ရှိတာပေါ့နော်။စစ်တွေတက်နေကြပြီဆိုရင်တော့စစ်တွေမြို့လဲကြမှာပေါ့။ရဲတက်ရင်းဆိုတာကဒါဆဆကြပြီဆိုအော်တိုကိုပဲအလံဖြူထောင်းပြီးလက်နက်ချမဲ့အနေထားပါဟုကင်းကမစ်စီမကိုပြောသည် င်္ဂလာပါကျွန်မမဘူးတုံမာသေးပါရှင်ဒီနေ့နောက်25ခုနဲ့မက်စလာ25ရက်နေ့ဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်မကကဘာမှာဥဟောတောင်းနေဖြစ်နေတဲ့တနေ့ကြောင့်ရတစ်ခုကိုညွှန်ပြပေးချင်ပါတယ်ဒါဒါကမြမရေးမှုတဲ့ကဘာရေးပေါ့နော်ဒါကဒီကဘာလုံးမှာဥဟောတောင်းနေဖြစ်နေတာဆိုတော့အာထည့်ပြီးပြောဖို့လိုတယ်လို့ပြောတာပေါ့အဲ့ဒါပါလဲဆိုတော့ပထမဆုံး EU ပေါ့ဥရောပသမဂ္ဂကလည်းပြီးတော့အမေရိကန်ရဲ့ဝီစကီကိုသူတို့90ရာခိုင်နှုန်းအကောက်ခွန်တိုးမြင်တာအကောက်ခွန်တိုးမြင်တာကိုလက်စားချေတဲ့နေတယ်အမေရိကန်ကဘာပြန်လုပ်လဲဆိုတော့ဥရောပသမဂ္ဂကနေထုတ်တယ်သူတို့ဝီစကီလိုမျိုးအရက်အာရက်မကားတွေကို200ရာခိုင်နှုန်းအခွန်တိုးမြင်ပြီးကောက်မယ်လို့အခုအမေရိကန်သမ္မတကြီးပြောဆိုလိုက်တဲ့တဲ့င်းအကြောင်းညာပေါ့ နှစ်ရာရာဂိုင်းလုံးထိတုံးနေမယ်အခောက်ခွန်စစ်ပွဲကြီးမကြခင်မှာလာလိမ့်မယ်နော်ဒီအခောက်ခွန်စစ်ပွဲကြီးမကြခင်မှာကပ္ပိုင်းမှာအခောက်ခွန်စစ်ပွဲကြီးဖြစ်နိုင်နေဆိုတဲ့အကြောင်းကို2020နှစ်တည်းကကျွန်မ Facebook မှာပို့တင်ပြီးရေးခဲ့တာရှိတယ်။အဲလက်ရှိမှာအဲ့ဒီ Facebook အကောင့် အကောင့်ကလော့ချသွားတယ်အကောင့်လော့ချသွားတယ်ဆိုပေမဲ့အကောင့်ကရှိနေတယ်အဲ့အကြောင်းအရာကိုပြင်ချာကြည့်လို့ရတယ်ပေါ့နော်အာဒါတွေကနိုင်ငံကြီးကကြိုတင်သုံးသပ်မှုတွေဖြစ်ပါရဲ့ပေါ့ဆိုလို့ရှိရင်ကကဘာကြီးပါကဗားတပြန်ကြတယ်ပဲသူတပြန်ငါတပြန်ပဲနော်မင်းကငါနိုင်ငံနဲ့ငါပြည်သူအတွက်ဒီလိုမျိုးတန်းခတ်ရင်မင်းနိုင်ငံကိုငါကဒီလိုဒီလိုပြန်ခတ်မယ်ဒီလိုမျိုးမင်းနိုင်ငံကငါတို့ကပြန်ပြီးဖိအားပေးမယ်ဆိုပြီးတော့ဗားတပြန်ကြားတပြန်အပြန်လဲမန်ဆွေတွေထောင်ပြနေကြရတယ်။နိုင်ငံတိုင်းဟာနော်မိတ်ဆွေတွေမဟာမိတ်တွေဆိုတာကယာယီအားဖြင့်ပူပေါင်းကြတာဖြစ်ပြီးတော့အားလုံးသောနိုင်ငံတွေကဘာမှမရှိတဲ့နိုင်ငံခေါင်းဆောင်တည်တည်ဟာသူတို့နိုင်ငံရဲ့နိုင်ငံသားနဲ့ မြို့သားကျိုးစီပွားနဲ့မြို့သားလုံခြုံရေးကိုတော့ဦးစားပေးထိကြရဲဆိုတာကျွန်တော်တို့တွေ့ရလိမ့်မယ်။ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီလေကဘာကြီးကဘလောက်ပဲဖိအားပေးပေးကျွန်တော်တို့ရဲ့ဇာတိတွေဇာတိမန်တွေကငါးပြားပေါ်မှာခေါင်းငုံခံနေဖို့မလိုအပ်ဖက်နဲ့တကယ်လို့နိုင်ငံတကာဖိအားကိုကျွန်တော်တို့ကြောက်တယ်ဆိုရင်တော့မှဟန်ကုတ်ဖို့လိုပါတယ်လို့ပြောချင်ပါတယ်။အာရှေ့မှာဆိုလို့ရှိရင်လည်းဒီအမေရိကန်မှာဆိုရင်အမမေရရာအမေရိကန်ကွန်ကရစ်မှာပေါ့နော်အမေရိကန်သမားရဲ့ မိကုံပြောဆိုမှုအဲ့ဒီမိကုံပြောဆိုတော့မိခင်သမားအဲလက်ရှိတောင်းနေထွက်နေပြီးမိကုံပြောတာကိုအတိုက်ခံပါတယ်လွှတ်တော်မှန်တယောက်ပါတယ်ပြီးထပြီးတော့ကန့်ကွက်တာအာပြောမယ်ဆိုရင်အာခမရမှာအဲ့ဒီလိုလောက်ပိုင်ခွင့်မရှိပါဘူးဆိုပြီးတော့လက်ညှိုးထိုးပြီးပြောတာကိုချက်ချင်းပဲအဲ့ဒီအတိုက်ခံပါတယ်လွှတ်တော်မှန်ကိုလွှတ်တော်ခမ်းမာတွေကလည်းချက်ချင်းဆွဲထုတ်သွားတယ်မီဒီယာတွေတောင်မှအင်တာဗျူးခွင့်မရဘူးဆိုလိုချင်တာကမြန်မာပြည်မှာဒါဒီမိုကရေစီဒီမိုကရေစီနဲ့ဒီမိုကရေစီအစိတ်ခံတာအစိတ်ခက်ခံတာရတယ်နော်မျိုးချင်းစိတ်ကုံဆုံးနေတဲ့ယောဂါတွေကူးစက်ခံရပြီဒီမိုကရေစီဆိုတဲ့အစိတ်တင်နေတဲ့ယောဂါတွေကူးစက်ခံရတဲ့လူတွေကဒီမိုကရေစီကိုတောင်းတနေကြပြီးတော့အမေရိကန်ရဲ့ဒီမိုကရေစီဘုန်းကြီးဆိုတဲ့အမေရိကန်နိုင်ငံတော်မှဒီလိုမျိုးဖြစ်တော့ အာကွန်ကရစ်မှာသမရရဲ့မင်းကုန်ပြောဆိုမှုကိုအတိုက်ခံပါလေလွတ်တော်မှတ်ကနေထပြီးတော့ဆန့်ကျင်တောက်ွက်တာကိုချက်ချင်းလွတ်တော်တွေကဆွဲထုတ်တဲ့အခိုက်အတန့်လေးရှိတယ်။ဆိုလိုချင်တာကတော့ကမ္ဘာကြီးမှာကမ္ဘာကြီးမှာဒီမိုကရေစီရေးချမ်းလူသားရေးဒီကိုလူသားရေးစိတ်သက်တည်ပြင်းထန်လာရဲဆိုတာကျွန်မတို့မြင်တွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ပြည်တွင်းသတင်းတပုတ်အနေနဲ့ကတော့နော် ကျွန်တော်တို့ကိုယ်တိုင်းနောက်ရှာပေါက်ခေါင်းပါတယ်စက်ကောင်စီကချက်ချောက်ထိုးနေတဲ့အတွက်ဒေတာခံ9000တော့ထွက်ပြေးတိတ်ဆောင်နေရပါတယ်တဲ့စက်ကောင်စီတသားတွေကအလူမင်္ဂလာဆောင်ကိုသွားတဲ့ပုံစံဟန်ဆောင်ပြီးတော့ပြည်သူတွေကိုပေါ်တာဆွဲနေပါတယ်ဆိုပြီးတော့ဒါပြဖြက်မိကြတယ်ရေးသားပေါ်ပြမှုဖြစ်တယ်ဆိုတော့ကအမေကရောအဲ့ဒီပေါက်ခေါင်းမှာဖြစ်သွားတာကပေါက်ခေါင်းမျိုးတယ်ဘာဖြစ်လို့ဘာဒီပုံမှလေကျွန်မမျိုးတွေရှိတယ်ကျွန်မကအများသောအဖြစ်အခုဆိုရင်ဒီပေါက်ခေါင်းပြင်ညောင်ချိုးပေါ့နော်ညောင်ချိုးအာဆိုလို့ရှိရင်လည်းအေးရသိမ့်ပိုက်လိုက်ပြီဆိုပြီးတော့တို့တဖက်မိကြတယ်မှာဝါးတာဖြန်တာရှိတယ်ကျွန်မဒီအကြောင်းညာတွေတော်တော်များများပါကျွန်မထိန်ချန်ထားလိမ့်ရှိတယ်ဘာကြောင့်လဲဆိုတော့ကျွန်မကကျွန်မကခုနေမြင်စား ကျွန်မဒီဘုံရိုင်းနောက်ချမ်းသူဖြစ်နေတော့ကျွန်မနေရအကြောင်းအရာကိုကျွန်မတော်တော်များများနှုတ်ပိတ်ထားတယ်။ဘာကြောင့်လဲ။ခုဘက်ကခုလိုပြောမယ်ဒီဘက်ကဒီလိုပြောမယ်အဲ့ဒီလိုမျိုး online တိုက်ပွဲတွေမှာမီဒီယာတွေ online တိုက်ပွဲတွေပြန့်ထန်လာလို့ရှိရင် data ကပြည်သူလူထုဒါကြားညက်တာဖြစ်တဲ့အတွက်ကျမကကျမရဲ့နေမည်ကျမတို့နေဒေတာလေးကျမတို့မွေးရမည်ဇာတိလေးကိုကျမကစကိုင်းလိုပြကြအောင်မှာကျမစိုးရိမ်နေဒါကြောင့်မို့ကျမကတက်နိုင်တော့အခုပောက်ောက်တင်းလိုမျိုးညောင်ကျိုးစခန်းညောင်ကျိုးကနေကိုချင်းကုန်မှာပေါ့နော်တက်စကန်နေပြောင်းပြီးတက်ခွင့်နေပြန်ထန်နေရရှိတယ်ဒီကြောင့်ရတယ်ကျမထင်ကြနေရှိတယ်ဟုတ်ဆိုတော့ဥမာဒီ ဒီပောက်ကောင်းမှာဖြစ်သွားတယ်ပေါ့နော်စစ်တပ်ကမေလာဆောင်သွားတဲ့ပုံစံမျိုးဟန်ဆောင်ပြီးပေါ်တာဆွဲရဲဆိုတာကအဲ့ဒါပောက်ကောင်းမျိုးနဲ့ဗောလီကိုအုပ်စုထဲမှာအဲ့ဒီလူတီနော်အဲ့ဒီလူတီအချမ်းဖက်အပီ PDF ဖွင့်ဝင်တယောက်ဖြစ်တယ်နော်အဲတခြားဒေတာကနေပောက်ကောင်းကိုစစ်ပေးဆောင်ဆိုပြီးတော့ စစ်ပီးရှောင်ဆိုပြီးတော့အတင်ယူပြီးတော့ပြေးလာတဲ့လူဒါကိုတမတော်ကနေပြီးတော့စစ်ယူနီဖောင်းမို့ပဲတဲ့အရက်ဖက်ယူနီဖောင်းနဲ့ပေါ့နော်အရက်ဝင်းနဲ့အရက်ဝင်းနဲ့ဆိုတော့စစ်ကော်လာလေးဖြစ်ရှင်ဖြစ်မယ်ရှင့်အင်ဂျီလေးဖြစ်ရှင်ဖြစ်မယ်ပေါ့နော်အဲ့ဒါကိုအရက်ဝင်းနဲ့ဆိုစစ်ကော်လာလေးနဲ့ဒါလက်ကတော့လေးနဲ့လက်ရှိအဖြုံလေးနဲ့ဒီလိုအရက်သားအတွင်ဟန်ဆောင်ပြီးတော့အတွင်ယူပြီးတော့ဒီချက်ဖက်သမားကိုဖမ်းဆီးခြင်းဒါကိုဘာပြောလဲဆိုတော့ဒီစစ်ကော်လာလေးကိုဝှက်ထားနေမင်္ဂလာဆောင်သွားမယ့်ပုံစံမျိုးဟန်ဆောင်နေဆိုပြီးပြည့်ပြည့်မြားမြားမိငွေကြတာဖြစ်တယ်နော် ကျမဒီဟာအခုဒီပေါင်းလေပေါက်ခေါင်းငါပေါင်းလေပေါက်ခေါင်းဒီဘက်ဆိုလို့ရှိရင်ပြက်လို့အောင်းလန်ငါဒီဘက်ဆိုဝတ်ထိခံရှိမယ်အဲ့ကနေဒီဘက်ကိုဆက်လာလိုက်လို့ရှိရင်ကျမတို့ဈေးကိုအာဘေးကိုတဲကိုအဲနတ်တလင်းတာပေါ့မဲလာအုပ်ဖို့ချိုးပင်ကဒီဒေတာတွေမှာဘယ်သူက PDF ဖွဲ့ရဝင်နေတလေနော်ဘယ်သူသားအဖေက PDF ဖွဲ့ရဝင်ပြီးတော့တာသမီးတွေကလည်းရှိမှာကြောက်မတက်ဖ ೇನೆ ကြောက်ထွက်ထားကြတလေဘယ်သူတွေကဝင်နေတွေက CDN လောက်ထားတလေဆိုတာကိုတခြားဒေတာကလူတက်တဲ့ဆိုင်ရင်ကျမကပို့တည်တယ်ဒါပေမဲ့ကျမတို့ဘိုးရဲအဲ့လောက်ချာတက်နိုင်တဲ့များတဲ့နေကျမဝင်ပြီးမဆော့ဖတ်ဘူးမဆော့ဖတ်ရတဲ့အကြောင်းရင်းကလည်းကျမတို့ရဲ့မွေးရမြင်လေးကို မိလောင်ပြချသွားမှာကျမတို့မွေးရမြေမှာရှိရဲကျမတို့ရဲ့တွေးချင်းနေဆက်ရဒုက္ခကိုခံရမှာဆိုတဲ့အတွက်တက်နိုင်သမျှနှုတ်ပယ်ပြီးနေတာတစ်ဖက်နဲ့တစ်ဖက်သူ့ဘက်နဲ့ငါမဲနဲ့သူ့ဘက်ကဘလို့ရှိရဲငါဘက်ကဘလို့ရှိရဲဆိုပြီးအငင်းပွားတာနဲ့မြားအဲ့ဒီဒေတာမှာရှိရဲဒေတာကပြည်သူဒေတာချာညက်ရတယ်နော်ဆိုတော့ခင်ဗျားတို့အနည်းဆုံးဥပမာတစ်ခုပြောမယ်အဲ့ဒါက ဒါကျွန်တော်တို့ ARE ARE ဆိုလို့ရှိရင်ချောင်းသာကန်းချေပေါ့နော်ချောင်းသာကန်းချေနဲ့ပတ်သက်လို့ဆိုရှင်အာချောင်းသာမှာမကြီးမကြီးစင်နဲ့ပုံမိရွာကို AA နဲ့ PDF ဖူးပေါက်ဖွဲ့နေလာတိုက်တယ်အဲ့ဒီမှာစစ်ပွဲဖြစ်သွားတဲ့အတွက်အခုလက်ရှိမှာဆိုရင်ချောင်းသာကန်းချေမှာတော်ရောက်လည်းပတ်တူနေတယ်ဒါကြောင့်မို့လို့ဒီချောင်းသာကန်းချေကိုအမိပြုနေဒေသခံပြည်သူတွေအစားဝင်တွေကြက်တဲရတယ်အခက်ခဲတွေဖြစ်ရတယ်ဒါတော့မှနှစ်လပဲရှိသေးတယ်နှစ်လပဲရှိသေးတယ်ဒီနေ့လုံးမှာဒီနေ့စားရတယ်အခြေခံလူတန်းစားရဘဝကငတ်တယ်လည်းပြတ်တယ်လည်းဖြစ်ရတယ်ဒီလိုမျိုးနှစ်လကနေပြီးတော့များစကိုင်းတိုင်းလိုနှစ်နှစ်ဖြစ်သွားမယ်ဆိုရင်ပြင်းပြင်းနဲ့လိုနှစ်နှစ်ဖြစ်သွားမယ်ဆိုရင်ကြားပြင်းနဲ့လိုနှစ်နှစ်ဖြစ်သွားမယ်ဆိုရင်ဒီချောင်းသာကဒေတာခံလူထုဒေတာ ချက်ရထားကိုခါးကြည့်ခါရတာဖြစ်တယ်နော်အခုဆိုလို့ရှိရင်ဒီကြောင်ရအောင်ပဲအဲ့ဒီ radio ngj လို့ပုံစံမျိုးပြည့်ဖက်မိတာတွေကိုယ်တိုင်ကအာမကြီးတဲ့တိုက်ပွဲကြောင်ချောင်းတာမှဒေသခံတွေခက်ခဲနေပါတယ်ဆိုပြီးတော့တို့ကိုယ်တိုင်ရောင်းဝန်ခံလာတယ်အမေပရမတ်ဆုံးအစတုန်းကအာမကြီးတဲ့တိုက်ပွဲမှာအေးအေးကမကြီးတဲ့ခြေရောက်ကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီဆိုပြီးအောင်ပွဲခံပြီးတော့ပျော်ခဲကြတာလေခင်ဗျားတို့ပဲ အေးအေးကအရာတွေကိုတော့တင်းတော်မှာပါဆိုပြီးပြောခဲ့ကြတာလေခင်ဗျားတို့ပဲအခုအဲ့ဒီစစ်မီးမွေးရဲ့နောက်ဆက်တွဲကြောင့်အခုချောင်းတော်မှာဒေသခံလူတို့တွေခက်ခဲတော်လဲပဲခင်ဗျားတို့ကဝန်ထမ်းပြလိမ့်ရဒီဖြစ်စဉ်ကိုနမူနာယူပြီးတော့အခုလက်ရှိညောင်ကျိုးညောင်ကျိုးမှာစက်ကောင်စီရဲ့ညောင်ကျိုးစက်ကောင်ကိုခင်ဗျားတို့တိုက်ခတ်သိမ်းပိုက်လိုက်ပြီးဆိုပြီးတော့အခုမီဒီယာတွေမှာဒီဖြစ်မီဒီယာတွေနဲ့စက်ဖက်သမားတွေအောင်းပွဲခံနေကြတယ်အဲ့အောင်ပွဲခံနေတဲ့အထက်ထဲမှာဒေတာခံပြည်သူလူထုကမပါဘူးဒေတာခံပြည်သူလူထုကမိမိဒေတာမှာစစ်ဖြစ်မှအသေးလေးကြောက်ကြတယ်နော်ဘယ်သူတွေပြောနေလဲမေးလို့ရှိရင်နော်နိုင်ငံသားတိုင်းပြည်တွေကိုထွက်ပြေးနေတဲ့ကြည်လို့ရနေမိကလူတွေ နော်မန္တလေးလိုရန်ကုန်လိုမျိုးကြီးလို့ရတဲ့နေကလူတွေကအားရောင်ဝမ်းသာပြောနေကြတယ်။တကယ်လို့များညောင်ကျိုးတည်လည်းပဲအခုလက်ရှိကျမတို့ညောင်ကျိုးတည်လည်းပဲညောင်ကျိုးဆိုရင်ကျမတို့ဘာအောင်ချစ်ပဲ။အရာတွေကမကြီးတင်ကြေးပါလို့ဖြစ်ပြီးတော့ဒေတာခံလူတို့အခက်ခဲဖြစ်လို့ရှင်ဘယ်သူကလာပြီးကူညီထောက်ပံ့ပေးမလဲ။ကျမတို့ဒေတာခံပြီးသူတွေရဲ့အခက်ခဲဒုက္ခကိုဘယ်သူကကူညီဖြစ်ရှင်းပေးမလဲ။အခုလက်ရှိမှာဆိုရင်ကျမတို့လက်စားကအစိုးရက ထိတ်ထုတ်နေမိတွေကိုအနေနဲ့ရဲကနေဆင်းပြေရှောင်ပြီးတော့ဒုက္ခတွေဖြစ်တင်းချောင်လာကြတဲ့လူရှိရယ်နော်စုစုပေါင်းနိုင်ငံအနှံ့မှာထပ်ပြေးတင်းချောင်လာသူ9ပိုင်းရှိတယ်ခမ်းမဲကျလူ9သိန်းရှိအဲ့ဒီလူ9သိန်းကနေလူတစ်ယောက်ကိုတစ်လောက်ကိုမွေး2000နဲ့အခုနောက်20ကတစ်နှစ်တိတိထောက်ပံ့ပေးတယ် ဒါကျွန်တော်တို့ထောက်ခံတယ်အစိုးရကသူတို့တက်နိုင်တယ်လားကိုကြီးပေးတယ်။ဒါပေမဲ့ခင်ဗျားတို့အီယိုအီယာကိုမိကန်တော်လိုက်တက်ခွက်ရဲ့အမိခံခင်ဗျားတို့လုံးလိုက်တဲ့စစ်ပွဲတွေရဲ့နောက်ကဒေသခံပြည်သူတို့ရဲ့ခက်ခဲကိုတော့ခင်ဗျားတို့ကိုယ်တိုင်တော့မှခွက်ခောက်ပြီးတောက်စားလိုက်ရတာဖြစ်တဲ့အတွက်ပြည်သူဘဝကိုခင်ဗျားတို့ကိုကြီးနိုင်တာမရှိဘူးရှားတယ်။ထားကြအောင်စစ်ရဲနောက်ဆက်တွဲပြိပက္ခတွေစစ်ရဲနောက်ဆက်တွဲဆိုးကျိုးတွေကိုတာဝန်မယူနိုင်ဘဲနဲ့တာဝန်မခံနိုင်ဘဲနဲ့စစ်မီးကိုမှုွေးပါနဲ့။နော်ပြည်ဖက်မိသားတွေကလည်းပဲစစ်မီးကိုမီးလောင်ရလေးပဲမလုပ်နဲ့ အခုလက်ရှိပေါက်ကောင်းမှာဆိုလို့ရှိရင်လည်းဒီလိုပဲသူကလည်းသူဒါကြဖက် PDF ဖွဲ့ဝင်မှုလို့တက်မတော်ကနေပြီးတော့အရက်ဖက်အသွင်ပြီးပြီးဖမ်းတာကိုအစစ်တပ်ကမင်းသားဆောင်သွားတဲ့ပုံစံအလူကိုသွားတဲ့ပုံစံစစ်တပ်ခေါ်လဲအဖြူတွေဝတ်ပြီးတော့ပေါ်တာဆွဲနေပါတယ်ဆိုပြောကြတယ်တို့အဖေခေါ်နေတယ် TNL လေးပတ်လောင်နေတို့ရှိမှာဆိုလို့ရှိရင်အခုမြို့ရွာလုံးချုံကြီးဆိုပြီးစစ်မှုထမ်းဥပဒေဆိုပြီးတော့အသက်16နှစ်ကနေ45နှစ်ထိ45နှစ်နော်16နှစ်ကနေ45နှစ်ထိတက်အိမ်တက်ရောက်မဖြစ်မနေပေါ်တာဆွဲနေတာကြတော့တို့မဆက်လောက်နေနှုတ်ပိတ်နေကြတယ်ဘယ်သူကမှမပြောရဲချောက်ဘယ်သူကမှမပြောရဲချောက် ကျွန်တော်တို့ကလေအမှန်တရားကိုလက်ကင်ထားရဲဆိုတာကကိုထောက်ခံတယ်လို့ဖြစ်စေကိုအားပေးတယ်လို့ဖြစ်စေမှန်ရင်မှန်တယ်လို့ကျွန်တော်တို့လက်ခုပ်တီးပြီးအားပေးရင်မားရင်မားနေတယ်လို့လက်ညှိုးထိုးဝင်ပန်ရဲတဲ့တတ်တည်းလည်းရှိရတယ်ကျွန်မဆိုရင်မိမကအဲ့လိုမိမမျိုးကျွန်မတတ်မလို့ချစ်တယ်ကျွန်မနဆာကဆိုရင်ကိုထောက်ခံဒါပေမဲ့မားရင်မားရင်ကျွန်မမှန်တာကိုလက်ခုပ်တီးပြီးအားပေးရတဲ့တတ်တည်းကျွန်မမှာရှိတယ်လို့မားရင်မားရင်လက်ညှိုးထိုးဝင်ပန်ရဲတဲ့တတ်တည်းကျွန်မမှာရှိတယ်ခင်ဗျားတို့ကအဲ့လိုတက်တည်မရှိဘူးခင်ဗျားတို့တစ်ပတ်ပိတ်ပြီးတော့ဇုံပိတ်ပြီးတော့เนาะတီလွတ်နေမြေကနေပြီးတော့အေးချမ်းနေရတဲ့ကျမတို့ဘကုန်းတိုင်းအနောက်ချမ်းကို အခုအေရာတွေမကြီးစင်ကကဲ့သို့ဖြစ်အောင်မလုပ်ကြပါနဲ့လို့ကျွန်မမေတ္တာရပ်ခံချင်ပါတယ်။ကြောက်နောက်ထပ်ဇာတ်ရုံးထပ်ပေးမယ်။ကိနေပြင်းနေမှာတဲ့စိတ်ပိဒုက္ခတွေ9000ကနေ8000ကြားမှာရေရှားပါမှုတန်းတွေပြက်လက်ပြီးတော့တောက်ရခက်ခက်တွေဖြစ်နေပါတယ်။လူ8000ကရားပြင်းနေမှာလူ8000စားစရာထင်းမင်းမပြောနဲ့တောက်စရာရေတော့မရှိလို့ဒုက္ခရောက်နေတယ်။ဒါပေမဲ့အဲ့ဒီကရားတပြင်းနေလုံးရ85ရတိုင်းတော့ကိုထိချုပ်ထားနိုင်ပြီလို့ပြောတာကနာစာကဆုံးရပါဘူး။ သူတို့ကိုသူတို့တော်လန်ရေးတက်ပါဆိုတဲ့သူတို့ကရင်နေပြည်နယ်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ဆိုတဲ့အဖွဲ့ကကြွေးကြော်တာသူတို့ကဗျာဒီပြည်နယ်လုံးဝ၈၀ခန်းရာခိုင်နှုန်းကိုထိချုပ်ထားနိုင်ပြီပြောတယ်ဒါဆိုရင်ခမားတို့ထိချုပ်ထားတဲ့ဒေသကလူတို့တွေရဲ့စားဝတ်နေကိုဘာကြောင့်ကိုယ်ရင်ဖြစ်ရှင်းပိတိုင်တာလဲဒါဆိုရင်ခမားတို့ကထိနေတာမဟုတ်ဘူးပိနေတာမဟုတ်ဘူးဖြစ်တာလားဖြစ်တယ်ခမားတို့မြို့သိနေတာမဟုတ်ဘူးခမားတို့မြို့ထိနေတာမဟုတ်ဘူးခမားတို့မြို့ဖြစ်နေတာနော်ဆိုတော့ခုလက်ရှိမှာဆိုရင်ဗျာဒီပြည်နယ်မှာ၈၀ခန်းလူကြီး9000နဲ့9000ကျားရေဒီတောင်ငတ်နေတယ်စားနေရိတ်ခါတွေပြက်လက်နေတယ် ကုန်းဆက်ယောဂါတွေဖြစ်နေတယ်အရေးပြားယောဂါတွေဖြစ်တယ်ဝမ်းပြဲဝမ်းလျှော်ယောဂါတွေဖြစ်တယ်ငှက်ဖျားယောဂါတွေဖြစ်တယ်ဒီလိုဖြစ်ဆိုမျိုးကိုကျမတို့ကိုယ်တိုင်အနောက်ခြံကိုပယ်မလာနဲ့ကျမတို့ဘကိုယ်တိုင်အနောက်ခြံမှာအခုညောင်ကျုံးမှာနော်အခုပောက်ခေါင်းမှာခင်ဗျားတို့အဲ့ဒီလိုမျိုး online media တွေကနေပြီးတော့ online တိုက်ပွဲတွေကနေပြီးတော့မီးလောင်ရလေးပင်ပကိုးတိုင်းအနောက်ခြံကလူတွေလေအခုလိုဆင်းရဲဒုက္ခကြုံရလိမ့်မယ်။နောက်ထပ်တစ်ရက်ပေါ့ကျွန်မဖတ်ပြမယ်။ဆင်းကုန်းမျိုးနဲ့လက်ပံလားလက်ပံလားရွာဈေးဆိုင်တန်းကိုဒီစက်ကောက်တေးရတိုက်ပွဲမရှိဘဲနဲ့အကြောင်းမဲ့လေကြောင်းကနေပုံကျတိုက်ခိုက်သွားတဲ့အတွက်အရက်သားဖြီသူ28ဦးတေဆုံးသွားပါတယ်။တိုက်ပွဲမရှိဘဲနဲ့တဲ့အကြောင်းမဲ့ပုံကျသွားတယ်။ ရှင်ကူးကိုတိတ်ပြီလို့ပြောခဲ့တာလေခမရတို့ပဲရှင်ကူးပြီးရင်မန္တလေးကိုတိတ်မယ်ဆိုပြီးတော့ရွှေပြည်သူစစ်စင်ကြီးပြောခဲ့တာခမရတို့မန္တလေးမြို့ကိုတိတ်မယ်ရွှေပြည်သူစစ်စင်ကြီးလို့ကြွေးကြော်ခဲ့တာခမရတို့မန္တလေးမြို့ကိုတိတ်မယ်နန်းထိုင်အောင်စစ်စင်ကြီးလို့ကြွေးကြော်ခဲ့တာခမရတို့မန္တလေးမြို့ကိုတိတ်မယ်ရှာမန်စစ်စင်ကြီးဆိုပြီးကြွေးကြော်ခဲ့တာခမရတို့ခမရတို့ကတိတ်မယ်ဆိုတာပြီးတော့အမေရိကန်မြို့တွေကိုဖျက်သွားတယ်ခမရတို့စစ်မီမွေးလိုက်တယ်ဒါကြောင့်အဲ့ဒီစစ်ပွဲရဲ့နောက်ဆက်တွဲတဲ့နေတဲ့အခုလိုမျိုးတမတော်ကအကြမ်းဖက်မှုတွေကိုနှိမ်နှင်းဖြေရှင်းရတာဖြစ်တယ်။နောက်ထပ်သတင်းပို့ထပ်ပြအောင်မြိုင်း နော်မြိုင်မြို့နယ်မှာဆိုလို့ရှိရင်သူပြောတယ်စူးမင်းယာနယ်ဝဲတောင်ရွာကျေးပါတွေကိုစစ်တပ်ကားနဲ့ချပိုက်တာနဲ့နော်ပုံချဲပြီးတော့မိလောင်ပုံတွေပါကျဲနေပါတယ်ဆိုတော့ဒီခဏတော့ထပ်ပြောတယ်မြောင်မြောင်ဆိုလို့ရှိရင်လည်းဒီလိုပဲနော်စကိုင်းနဲ့မကွေးရမြိုင်နဲ့မြောင်ဆိုတာကစကိုင်းမကွေးမှရှိတယ်ပေါ့နော်မြောင်မြို့နယ်မှာတဲ့သူတို့ NGO ရဲ့ကျမ်းမခွက်လက်ထားတဲ့ဂျာကာလာပညာသင်တန်းကြီးစာသင်ကျောင်းတွေကိုစစ်တပ်ကပုံချဲလောပါတယ်နော်အာမြိုင်နဲ့မြောင်နဲ့ရေစကြိုမှာစစ်ကောင်စီတပ်ဖွဲ့တွေကစစ်ကြောင်းထိုးနေပြီးတော့ကျေးရွာတွေကိုမိရှုသွားပါတယ်ဆိုပြီးတော့ခင်ဗျားတို့ပြည်ဖြတ်မိတာတွေမှာစစ်တပ်မှတွေဝါတာထင်ကြတယ်ဆိုတော့အဲ့ တိုက်ပွဲမရှိဘဲနဲ့စစ်တပ်ကအကြောင်းမဲ့တက်တက်ခင်ဗျားတို့ဘုံလာလာကြဲလို့ပြောတယ်။အကြောင်းမဲ့တက်တက်အလကားတက်တက်ဘုံကျဲနေရအောင်။လင်းရင်စီကအလကားမရဘူး။လင်းရင်စီဆိုတာကဒေါ်စားစုကြီးတိတ်ပေါက်ပြီးထည့်ပေးလို့ရတဲ့အရာမျိုးမဟုတ်ဘူး။ကျွန်မခင်ဗျားတို့ခဏခဏရှင်းပြတယ်။အခုလက်ရှိမှာတရက်ကို24နာရီ။အေး24နာရီမှာနော်ညဘက်လူအိတ်ချိန်ကိုနှောက်လိုက်လို့မယ်ဆိုရင်မနေ့6ည6မနေ့6ည6ဒီအချိန်ကာလအတွင်းမှာတနာရီတနာရီတွင်းတနာရီတော့အချိန်တွင်းမှာနိုင်ငံနဲ့မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်အနည်းဆုံးကုန်ကြတဲ့စစ်လက်နက်က သိန်းတစ်ထောင်ရှိတယ်။တနာယူသိန်းတစ်ထောင်ရှိရနော်။အခုလက်ရှိကျမဒီမင်းလေးမနေရေကျမတို့မင်းလေးရန်ကုန်အေရော်ရီတိုက်ပွဲရှိတော့ကျမအေးဆေးသေးနေရပါမယ်။အခုကျမဒီစကားပြောနေတဲ့အချိန်မှာတခြားသောကရင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်နော်စကားရမကွေးအကြမ်းသမားရရှိတဲ့နေရာမှာတနေရာမဟုတ်တနေရာတိုက်ပွဲဖြစ်နေနေတယ်။အဲ့ဒီတိုက်ပွဲမှာနှစ်ဖက်လုံးကလူတွေသေဆင်းနိုင်တဲ့လက်နက်တွေနဲ့ပြစ်ကြတာဖြစ်တဲ့အတွက်အဲ့ဒီစစ်လက်နက်နော် စစ်တုံးစီလက်နဲ့ခဲရဖို့ကုံကြားစေကနော်နှစ်ဖက်ပြစ်လိုက်တယ်ဟိုဘက်ကပြစ်တယ်ကြည်စံလက်နဲ့ကူဒီဘက်ကပြစ်တယ်ကြည်စံလက်နဲ့ကူအဲ့ဒီနှစ်ကူပေါင်းရင်တနားရီကိုစစ်တုံးစီကုံကြားစေကအနည်းဆုံး3000ရှိတယ်ဆိုတော့တရက်ကိုမနေ့6ကနေည6ဆိုရင်12နာရီတရက်ကို3000ပေါင်း1000နဲ့2000ရှိတယ်တရက်ကို3000နဲ့2000ဆိုရင်တစ်လမှာရက်30%နဲ့ဘယ်လောက်ကုံကြားနေတယ်လဲနော်တရက်ကို3000 2000ဆိုရင်ခင်ဗျားတို့တက်ကတာအဆင်မပြေပါဆိုတော့နည်းနည်းလျှော့ပေးမယ်နည်းနည်းလျှော့ပေးမယ်တရက်ကို3000ကုန်တယ်စစ်တုံးစီ နောက်ဖက်လုံးကလူသေးစင်းနိုင်တဲ့လက်နဲ့တင်နဲ့ပြစ်နေတာဖြစ်တဲ့အတွက်အဲ့ဒီပြစ်လိုက်တဲ့ကြည်စံတွေရဲ့တံမိုးတဲ့တရကိုတိုက်တော့။အဲ့ဒီပြစ်လိုက်တဲ့ကြည်စံတွေနှစ်ခုရဲ့ကြားထဲမှာကြားထဲမှာအိမ်ရှိရင်အိမ်ပြိုသွားမယ်စာသင်ကျောင်းရှိရင်စာသင်ကျောင်းပြက်စီးမယ်ဖုန်းကြီးကျောင်းရှိရင်ဖုန်းကြီးကျောင်းပြက်စီးမယ်စီးရုံရှိရင်စာသင်ကျောင်းရှိရင်တရားရှိရင်ဘယ်အရာမဆိုအဲ့ဒီတိုက်ခွဲကြားထဲမှာရှိတဲ့အရာပြက်စီးမယ်။အဲ့ဒီပြက်စီးသွားတဲ့တံမိုးမပါပြစ်နေတဲ့လက်နဲ့ရဲ့တံမိုးတဲ့တရကိုတိုက်တော့။ဆယ်ရက်ဆိုရင်တိုက်တဲ့တိုက်တလောက်ကိုတိုက်သုံးသိန်းကုန်။ဒါဆိုရင်တနည်းဆိုရင်အဲ့ဒီအတွက်ကုန်ကြစိတ်ဘလောက်များမလဲတရက်ကို စစ်လေနဲ့ခဲရင်သိန်းတပေါင်းကိုရင်အဲ့ဒီသိန်းတပေါင်းကိုကျမတို့ဒေတာကကျမတို့အနာကက်မျိုးဆက်တဲ့လူငယ်တွေရဲ့ပညာသင်ကြားရေးမှာတော့အထောက်အကူပြုလိုက်မယ်အသုံးချလိုက်မယ်ဆိုရင်ဘယ်လောက်ကောင်းမလဲကျမတို့ဒေတာမှာကျမ်းမာရေးစောင့်ရှောက်မှုအတွက်နော်ဒီသူစေယုံတွေမှာလိုအပ်နေတဲ့စေဝါရီဖြစ်နေမယ်ပြည်သူစေယုံမှာလိုအပ်နေတဲ့လူနာကရင်တွေနော်တချို့စေယုံတွေမှာဆိုရင်ဝှေ့ချဲတာမရှိဘူးကောင်းကောင်းမမမရှိဘူးအဲ့ဒီလိုမျိုးကျမ်းမာရေးကဏ္ဍမှာလိုအပ်နေတဲ့ကဏ္ဍမှာအသုံးပြုဖို့တရက်ကိုလိုတဲ့ကျမတို့အချင်းချင်းပြည့်နေတဲ့လက်နက်ပုံသိန်းတစ်တောင်းကိုကျမ်းမာရေးကဏ္ဍမှာဖြည့်တင်လိုက်ဘယ်လောက်ကောင်းမလဲ နော်အဲ့ဒီလိုမျိုးမဟုတ်ဖက်နဲ့ကျမတို့လမ်းပန်းဆက်သွယ်ရေးတွေကောင်းအောင်လမ်းတွေဖောက်လိုက်မယ်တရားတွေဆောက်လိုက်မယ်လမ်းပန်းဆက်သွယ်ရေးကောင်းလာတာနဲ့အများကုန်စည်စည်းစင်းမှုတွေမြန်ဆန်မယ်ကုန်စည်စည်းစင်းမှုမြန်ဆန်လို့ရှိရင်ဒေတာရဲ့စီးပွားရေးကဖွံ့ဖြိုးတိုးတက်လာမယ်တစ်ဆက်တည်းမှာပဲကြွဲကူရေးပါဆိုတော့အဲ့ဒီဒေတာရဲ့ပညာ ပညာရေးနဲ့ကျမ်းမာရေးကျမ်းမာရေးနဲ့ပညာရေးကလည်းပဲအထိုက်အလျောက်ဖွံ့ဖြိုးလာမယ်။ဆိုတော့ကတရက်ကိုသိပေါင်းတစ်ပေါင်းအကုန်ရခံပြီးတော့ကိုပြည်ကပြန်ဖြတ်နေမယ်စား။ခင်ဗျားတို့လက်နက်တွေကိုချပြီးတော့အဲ့ဒီပတ်စံတွေကိုကျမတို့ဒေတာကျမတို့နိုင်ငံကျမတို့လူမျိုးကျမတို့ဒေတာနိုင်ငံတော်ဖွံ့ဖြိုးရေးအတွက်အသုံးချရမှာမဟုတ်လား။ခင်ဗျားတို့စဉ်းစားပါခင်ဗျားတို့ပြောမယ်တိုင်းပြည်ကစစ်တပ်ကအုပ်ချုပ်သွားလို့မွေးတယ်မြန်မာပြည်ဘာကြောင့်မွေးနေလဲခင်အဆက်ဆက်မှာကျမတို့ပြည်တော်တို့သားချင်းချင်းအဲ့ဒီလိုပတ်စံနေနဲ့ငွေကြေးတွေအကုန်ကြခံပြီးကျမတို့အချင်းချင်းကပြတ်တက်နေကြတဲ့အတွက်အဲ့ဒီပတ်စံတွေကို လူတို့ရဲ့ပညာရေးအတွက်ချမ်းမာရေးအတွက်ဒေတာဖွံ့ဖြိုးရေးအတွက်ဆေးရုံတွေဆောက်ရမယ်ဆာစာရင်ကန်းတွေဆောက်ရမယ်ဆာတနက်တွေပြည့်နေတဲ့အတွက်ထိုင်းကြီးကဖွံ့ဖြိုးတိုးတက်တဲ့တော့မဖွံ့ဖြိုးပဲစင်ရဲမွေးတည်နေရချမ်းဖြစ်တယ်အခုလို့စစ်ပွဲတွေကြာမင်းလေတိုင်းပြည်ရဲ့စင်ရဲမွေးတည်မှုကကြာမင်းလေပဲနော်ဆိုတော့ဒီညမှာကြောက်ကြိုက်လို့ဇကားလေးတစ်ခုနောက်နောက်ဆုံးပိတ်နေတဲ့ဇကားလေးတစ်ခုကြောက်ရလေးတစ်ခုပြောင်းဝင်ပြေးအောင်မယ်အဲ့ဒါဗာလဲဆိုလို့ရှိရင်အများဆုံးပြောကြတယ်စစ်တပ်ကမြန်မာပြည်မှာစစ်တပ်အုပ်ချုပ်လို့နှစ်ချောက်ကျဲချောက်တိုင်းပြည်စင်ရဲသွားတယ်လို့နှစ်ခွလဲတဲ့ချောက်တိုင်းပြည်စင်ရဲသွားတယ်ဆိုရင်နိုင်ငံကြီးမှိုင်းနေနော်ခင်ဗျားတို့တစ်ချက်လေးပဲထောက်ပြမယ်ကျွန်မ ။အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချင်းဗြဟ္မာတော်ဖာစာပါလာနော်ဖက်ဆက်ဆိုင်ချင်းနဲ့ပြည်သူလွတ်မြောက်ရေးဖာစာပါလာနော်ဝန်ကြီးချုပ်ဦးလို့ဆိုရဖြစ်တယ်။ဒါမြန်မာနိုင်ငံရဲ့ပထမဆုံးတော့ဗြဟ္မာတော်တမန်တော်ဆက်ရွှေတာနော်1948မြန်မာပြည်လွတ်လပ်ရေးရတယ်။1949မှာဘာကပါရီတော့ခုတယ်။နော်ရဲဘော်ဖြူရဲဘော်ဝါးရီနှချမ်းကွဲသွားတယ်ရောင်းစောတဲ့ပုံတွေထားတယ်အဲ့ဒီအချိန်မှာတနိုင်ငံလုံးမှာတိုက်ပွဲတွေဖြစ်နေတဲ့အတွက်နိုင်ငံမှာဝန်ထမ်းတွေကိုပေးစရာလားစာမရှိလို့ဝင်ကြီးအဆင့်ဝန်ထမ်းတွေနော်ပြည်ထောင်စုဝင်ကြီးအဆင့်လားစာရဲ့30ရာခိုင်နှုန်း တခြားသောအောက်ခြေနိုင်ငံဝင်နေနေရဲ့လားစာရဲ့15ရာခိုင်နှုန်းကိုရှော့ချခဲ့တဲ့သမိုင်းထောက်ထားရှိတယ်။နောက်ဆိုလိုချင်တာကစစ်တပ်မအုပ်ချုပ်ခင်ကတိုင်းပြည်ကချမ်းသာတယ်ဆိုလို့ရှိရင်အဲ့ဒီလိုမျိုး30ရာခိုင်နှုန်း15ရာခိုင်နှုန်းဝင်နေနေရဲ့လားစာကိုရှော့ချတဲ့အကြောင်းမရှိဘဲနဲ့ဝင်နေနေကိုလားစာတိုးမြင့်ပေးနိုင်လိမ့်မယ်။ဒါပေမဲ့1948ရေလွတ်လပ်ရေးရရင်နောက်တစ်နှစ်49မှာစပြီးစစ်ဖြစ်တယ်စစ်ဖြစ်တယ်ဆိုတာလက်နက်တွေနဲ့ပြစ်ရတယ်တက်နက်တွေနဲ့ပြစ်တဲ့အတွက်အဲ့ဒီမှာပတ်စံလေးကုန်တယ်။နောက်ကျမဆွမ်းနာကရှင်းပြပြီးသွားပြီ။ဆိုတော့တိုင်းပြည်ကဆင်းရဲတယ်ဆင်းရဲတဲ့အတွက်နိုင်ငံဝန်ထမ်းတွေကိုတော့နိုင်ငံတော်အစိုးရမှာပြီးစရာလာစားမှာမရှိရဘူး။ ဝင်းကြီးတွေလာစာ30ရာခိုင်နှုန်းကိုရှော့ဝန်ထမ်းတွေလာစာ55ရာခိုင်နှုန်းကိုရှော့ခဲ့တယ်ထောက်ထားနေရှိတယ်ဟင်ဆိုတော့ကအဲ့ဒီလိုတမိုင်းထောက်ထားဒီကိုကျမတို့ကသင်ကန်းစာယူတက်ဖို့လိုပါတယ်ဆိုတော့ကျမတို့ရဲ့နိုင်ငံတော်ရဲ့ပတ်စာငွေကြေးတွေကျမတို့ရဲ့ခွန်အားတွေကျမတို့ရဲ့ညာနာတွေကိုကျမတို့အချိန်ချင်းပြန်တက်ပြီးတော့တိုင်းပြည်စည်ရဲမွေးတွေပြီးချောက်ထဲရောက်အောင်ဆွဲချနိုင်မယ်စားတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လှုပ်ဆောင်ဖို့စဉ်းစားကြပါလို့ကျမတိုက်တွန်းချင်ပါတယ်